င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆွဲတစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် Digital ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave Money Account အသုံးပြုသူတချို့မှတ်တမ်းမပေါ်ဘဲငွေဖြတ်တောက်ခံရတာမျိုးတွေရှိနေတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရသူတွေစီကနေသိရပါတယ်အခုရပိုင်းထဲမှာ Wave Money account တွေကပတ်စံတွေအလိုအလျောက်ဖြတ်တောက်ခံရတာငွေပေးချေရမှာ account တွေကနေဖြတ်သွားပြီးလက်ခံသူစီငွေမဝင်သလိုမှတ်တမ်းထဲမှာမပေါ်တဲ့အခြေအနေတွေနဲ့နှိမ့်နာဆုံးရှုံးမှုတွေရှိနေတာလို့ဆိုပါရတယ်။တင်ငန်းကျုံမြို့နယ်က digital ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းလုပ်နေသူတယောက်ကဒီရက်ထဲမှာတော်တော်များများကြုံနေရတာပတ်စံလာထုတ်တာသူစီကပတ်စံဖြတ်ပြီးကိုယ်စီအဝင်ကမရှိဘူးအဲ့ဒီလိုဖြစ်တာတယောက်နှစ်ယောက်မကဘူးလို့ပြောပါတယ်ဒါအပြင်ဘဏ်အကောင့်ကနေ wave money တဲ့ငွေလွှဲပြောင်းထည့်ရမှာလဲဘဏ်ငွေစင်းတဲ့ကထွက်သွားပေမဲ့အပြည့်မဝင်ဘဲပျောက်သွားတာအကောင့်တဲကနေငွေလွှဲတာမရှိဘဲဖြတ်သွားတာတွေရှိနေတယ်လို့အဲ့ဒီ digital ငွေပေးချေမှုအကောင့်အသုံးပြုနေသူတွေစီကနေသိရပါဗျာ Wave Money ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကတရားဝင်အသုံးပြုနေတဲ့ Facebook လူမှုကွန်ရက်မှာဝန်ဆောင်မှုနဲ့ပတ်သက်လို့ရေးတင်ထားတဲ့အကြောင်းအရာအောက်မှာတော့ငွေနဲ့နာဆုံးရှုံးခဲ့ရသူတွေကကိုယ်တိုင်ကြုံရတဲ့အဖြစ်ပြက်နဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုတဲ့မှတ်ချက်တွေပေးထားကြပါဗျ။အဲ့ဒီမှတ်ချက်တွေပေါ် Wave Money ဘက်ကဖြစ်သွားတဲ့ကိစ္စရပ်အတွက်တောင်းပန်ကြောင်းနဲ့ငွေဆုံးရှုံးသွားတာနဲ့ပတ်သက်လို့ဖြည့်ရှင်းဆောင်ရွက်ပေးနိုင်အောင်ချက်ဘက်ကတဆင့်ပြောပြဖို့အကြောင်းပြန်ထားတာကိုတွေ့ရပါတယ်ခင်ဗျာ။ အစောရောလင်းလင်းဦးဆောင်တဲ့ရောင်နေ live in Minnesota ဂီတဖျော်ဖြေပွက်ကိုဒေတာဆန်တော်ချိန်တွင်ဘာလာတရနေ့ကကျင်းပခဲ့ပါတယ်။ရောင်နေ live in Minnesota ဂီတဖျော်ဖြေပွဲကနေရမငွေဒေါ်လာ36000ဝန်းကျင်ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေကထုတ်ပြန်ပါတယ်။ရောင်နေ live in Minnesota ဂီတဖျော်ဖြေပွဲဟာ US Tour ရဲ့ကိုးပွဲအမြောက်ဖြစ်ပြီးအစောရောတူတူနဲ့ဗဂျီဆီယာမနုယင်တို့ပူးပေါင်းဖျော်ဖြေခဲ့ကြပါတယ်။ရောင်နေပွဲရဲ့အစီအစဉ်တိုင်း Minnesota ပွဲမှာလည်းရမငွေတွေကိုမြေပြင်ကို ပို့ဆောင်ခွဲဝေတာအကောင့်ထဲပေါ်ဆောင်နေတာတွေကိုပွဲမဆခင်မှာအစိုးရလင်းလင်းက slide show နဲ့ရှင်းလင်းပြဆိုခဲ့ပြီး zoom meeting နဲ့မြေပြင်ကတော်လိုင်းရဲဘော်ရဲဘက်တွေနဲ့ပြည်သက်ကိုမိတ်ဆက်ပေးခဲ့ပါတယ်ခင်ဗျာအပြည့်ရဆုံးဖြတ်တာကဖိအားများတာကြောင့်နဲ့အင်အားပြန်စုဖို့နားလာလို့ PSLF TNL အထွေထွေတွင်ရင်မူဗိုလ်ချုပ်တာဖုံးကျော်ကပြောပါတယ်သူရဲ့ Facebook လူမှုကွန်ရက်အကောင့်ကနေအခုလိုပြောဆိုခဲ့တာပါ တရုတ်ရဲ့ဂျာဝင်မှုနဲ့ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့တို့မှာစစ်ကောင်စီနဲ့ TNL တို့အကြားတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်အပြစ်ခတ်ရက်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးမိုးကုန်းနဲ့မုံမိတ်တို့ကနေလည်းစုခွာဖို့အတွက်သဘောတူညီခဲ့ကြတာပါဒီကစားပွဲမှာနားချိန်တန်းလို့နားတာဖိအားများလို့နားတာအားပြန်စုဖို့နားတာစမတ်ကြတဲ့ခေတ်ကြီးမှာငါတို့တော်လန်ကြတာအားလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရခူးဆွဖို့ပဲလေ အတိရက်ဆုံးဖြတ်ချက်ကပြင်းထန်မြန်ဆန္ဒကြောင့်ပောက်ကွဲခံစားရကိုနားလဲတယ်လို့ဗိုလ်ချုပ်တာဖုံးကျော်ကလူမှုကွန်ရက်မှာရေးသားခဲ့တာပါလက်ရှိမှာတော့ TNL ကပြန်ဆုတ်ခွာခဲ့တဲ့မျိုးတွေကိုမိဖက်တော်လိုင်းအင်အားစုတွေကဝင်ရောက်နေရာယူထားကြပါတယ်ခင်ဗျာ Oridu မြန်မာကုမ္ပဏီ Pepsi အချို့ရေးဆက်ယုံတို့နဲ့အလုပ်သမားတို့အကြား အငင်းပွားမှုနဲ့ပတ်သက်လို့နှစ်နဲ့ချီတရားရင်ဆိုင်ခဲ့ရပြီးနှစ်ဖက်အတီးတီးပြည်လဲသွားတာကြောင့်အမှုတွေကိုပြန်ယုတ်သိမ်းလိုက်တယ်လို့အဲ့ဒီအလုပ်သမားတွေဘက်ကနေကူညီပေးခဲ့တဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် SDUM ကထုတ်ပြန်ပါတယ်။ Pepsi ချိုရီဆက်ယုံကဝန်ထမ်းဖြစ်တဲ့အကြီးတန်းအင်ဂျင်နီယာဦးတောင်းဟန်ကိုနင့်နာချေအပြစ်မပေးဘဲအလုပ်ထုတ်ခဲ့တာနဲ့ပတ်သက်လို့နှစ်နှစ်ကျော်တရားရင်ဆိုင်ခဲ့ပြီးနှစ်ဖက်ညီနိုင်သဘောတူညီချက်ရကအမှုကိုယုတ်သိမ်းလိုက်တာလို့ဆိုပါတယ်။ အလောက်ထောက်ခံရတာနဲ့ပတ်သက်လို့အစင်းစင်းညှိနှိုင်းဖြန့်ဖြေးရေးဆောင်ရွက်ခဲ့တာမပြေလည်ခဲ့တဲ့အတွက်အလောက်သမားက2023ဇွန်လမှာမော်ဘီခရိုင်တရားရုံးကနေတရားစွဲဆိုခဲ့တာလို့ SGUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဲ့ဒီအမှုနဲ့ပတ်သက်လို့တရားရင်ဆိုင်ခဲ့ရတဲ့ကာလနှစ်နှစ်ကျော်နဲ့ရုံးချိန်ပေါင်း66ချိန်အထိကြာမြင့်ခဲ့ကာအော်တိုဘာလ22ရက်နေ့မှာတော့နှစ်ဖက်တရားရုံးပြင်ပညှိနှိုင်းသဘောတူညီချက်ရရှိပြီးအမှုပိတ်သိမ်းလိုက်တာလို့ SGUM ကထုတ်ပြန်ထားပါဗျခင်ဗျာ။ မကွေးတိုင်းပေါင်းမြုံနယ်အရှိမြောက်ချမ်းမှာရှိတဲ့လေဘဲကျွေရအနီကဆစ်ဆောင်တဲကိုနွင်ပါလာ၂ရက်မနက်၈နာရီကျော်အချိန်မှာလေရင်နဲ့ပုံကျဲချခဲ့တဲ့အတွက်ကလေးငယ်၂ယောက်အပါဝင်ဆစ်ဆောင်၅ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗယ်။မိထီလာမျိုးရှမ်းတဲလေတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာအမျိုးအစားလေရင်နဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲလေဘဲရွာအနီကဆစ်ဆောင်နေနေတဲ့တဲကိုပုံကျဲခဲ့တာဖြစ်ပါတယ်။ပုံကျဲမှုကြောင့်အသက်၃နှစ်နဲ့၁၂နှစ်အရွယ်ကလေးငယ်၂ယောက်အပါအဝင်ဆစ်ဆောင်၅ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ဆိုရတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကလေဘက်ရွာနီကစစ်ပေးရှောင်နေနေထိုင်တဲ့တဲကိုဘုံကျဲချခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးစေကူတမှုခံယူနေရတယ်လို့ဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ကပေါင်းမြုံနယ်အတွင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာအပြင်စိတ်ဖြူမြို့နယ်ကပါစာ22ကနေလာတဲ့အင်အား600ကျော်ပါစစ်ကြောင်းကလည်းဝင်ရောက်စစ်ကြောင်းထုတ်နေတယ်လို့သိရပါရယ် ပမ်းမြုံနယ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ဒေသခံတွေဘေးလွတ်ရာကိုနေရွှန့်ခွာထွက်ပြေးနေကြရတယ်လို့သိရပါပါတယ်ခင်ဗျာ။ TVB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။